ီတုကာကွယ်ရေးတမတော်မန္တလေးကတင်အားလိုက်လဲဆိုတော့ကျိုးပါတယ်ခွဲလို့မရခွဲလို့မရဘူးလေကျွန်တော်တို့နိုင်ငံမှာကိုယ်ရနေတယ် ဟိုနိုင်ငံရေးလုပ်တဲ့လူကတတ်တတ်စီးပွားရေးလုပ်တဲ့လူကတတ်တတ်အကျအဲ့တော့ဒီဟာကိုအခုဒါငင်းညာရေးကိုချင့်ကပ်မယ်ဆိုတဲ့တကယ်ကငင်းညာရေးဆိုတာလည်းနိုင်ငံရေးပဲဒါကြောင့်မလို့ဖွံ့ဖြိုးတိုးတက်ရေးကိုမျှမျှတတဖြစ်ရင်ဖြစ်တဲ့လောက်ပြည်ပခါကအနေတော်တယ်စီးပွားရေးနယ်ပယ်ကပုံကူဒီလေနိုင်ငံရေးကိုစိတ်ဝင်သွားဖို့လုပ်တယ်သူတို့ရဲ့အကြံဉာဏ်တွေပေါ့သူတို့ရဲ့ရှုထောင့်ကမြင်တဲ့တုံးသက်ချက်တွေကျွန်တော်နိုင်ငံရေးသမားတွေကနားထောင်မှာပေါ့ အဲ့တော့ဒါမှလည်းနိုင်ငံရေးမူဝါဒတွေချမှတ်တဲ့အခါဆွေးနွေးတဲ့အခါမှာစီးပွားရေးအကျိုးဆက်တွေဆိုတာကျွန်တော်တို့ကထည့်သွင်းစဉ်းစားနိုင်လို့နိုင်ငံရေးနဲ့စီးပွားရေးအဆက်ဆက်ရှိတယ်စီးရေးနဲ့စီးပွားရေးလည်းဆက်ဆက်ရှိတယ်ဒါ war economy လို့ပြောစစ်ပွဲကိုအချိန်ချော့စေခြင်းနဲ့ရက်စေခြင်းနဲ့ဆိုရင်သူနဲ့ဆက်ဆက်နေတဲ့စီးပွားရေးကိုကျွန်တော်ကနားလည်လို့ပရိပက္ခမြင့်နေတဲ့အချိန်ချေကတော့ပြောရရင်တော့ဟိုစစ်မှန်တက်နေတာရှိတယ် သို့တော့အဲ့ဒီအရာတွေကနယ်မြေသိမ်းထားလဲပဲအဲ့ဒီနယ်မြေရဲ့ခိုင်မာမှုပေါ့တရားဝင်မှုကအမှတ်ကန်ချက်မရှိဘူး။ဘာကြောင့်လဲဆိုတော့ဟိုတစ်ဖက်ကလည်းအင်အားစုပြီးတော့ပြန်ချလို့ရန်ပြန်ချမှာ။အဲ့တော့စစ်ပွဲနဲ့ဖြည့်ရှင်းတယ်ဆိုတာက तू ကစစ်နိုင်လို့နယ်မြေသိမ်းထားတယ်။ရှုံးတဲ့လူကစုပ်ပြီးတော့ तू ကအပြန်စုပ်ပြီးပြန်ချမှာ။အဲ့တော့ဒီလိုမျိုးတန်တရားလဲနေရင်ပြဿနာကတိကျက်ကတော့လူသားအရင်မြစ်တွေဆုံးရှုံး။အဲ့တော့တရားစာတာတွေဆုံးရှုံး။အဲ့တော့ဒီလိုနီးလန်းပြီးတကယ်တည်ငြိမ်နဲ့တိုင်းနာလေတိုင်းနာအလျောက်သူ့ရဲ့အခွင့်အရေးကိုဒီနီးလန်းနဲ့တော့တည်ငြိမ်နဲ့အမှတ်ကန်ချက်မရှိဘူး။ ဒီမှာပြီးခဲ့တဲ့2023တုန်းကလက်ရှိနာဆာကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နိုင်ငံတော်ယာယီသမ္မတဗိုလ်ချုပ်မူကြီးမေအောင်လှိုင်အကမှာအသီးသီးသူတမတို့မှအသီးစီသူဗိုလ်ချုပ်မူကြီးမေအောင်လှိုင်ပြောခဲ့တာက ကွန်လမ်မျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်တိုင်းနဲ့ပဲကျွန်တော်ရဲ့ကိုဂျက်ရီပရိုဒူရှင်းချန်နယ်လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ PD Duration မလို့တွားပြီးကမှာတော့ယနေ့ Match 25ရက်နေ့အင်္ဂါနေ့ရဲ့ညပိုင်းအထိနောက်ဆုံးရရှိသတင်းချို့ကိုရင်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့အတွက်ဒေါ်လန်မျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှိပေးဖို့ဒီနေရာကနေပြီးတော့ထပ်မံတောင်းဆိုလိုက်ပါရစေ။ရောင်းသွင်းသတင်းတစ်ပုဒ်အနေနဲ့ကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်ဂုံးကွဲရပြူစောတီထိုင်စကန်ကနေပြီးတော့မီတာကြီးကောင်းဝင်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်တီတပ်သားများကိုတိုက်ခိုက်ရမှာတော့နှစ်ဦးသေဆုံးပြီးတနက်နယ်လက်တင်းစီရရှိခဲ့ကြောင်း GWF အဖွဲ့ကနေပြီးတော့ဒေါ်လန်ရေးလူငယ်တွေက ပြန်ထတာတွေ့ရှိရပါတယ်။ရင်းတိုက်ခိုက်မှုတွေမှာတော့စစ်သားတအုပ်နဲ့ပြူစော်တီတအုပ်သေဆုံးခဲ့ပြီး MA2 လက်နက်တက်ကာဗန်တနက်တက်ပိုက်ပွဲ5စစ်ဒီ160တောင်းနဲ့တိုင်ငယ်နစီတင်းစီရရှိခဲ့ကြောင်းသိရှိပါတယ်။စူပါတိုက်ခတ်မှုကိုတော့ Justice Warrior Force မှရဲဘော်များကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းရဲဘော်များတိကျမရှိအန်လေဆုတ်ခွာခဲ့ကြတဲ့အကြောင်းကြားပါရတယ်။ဟောက်တတဲ့ရင်တို့မှာတော့မကွေးတိုင်းကံကောမြို့နယ်နန်းခါကျေးရွာမှာရှိတဲ့ပြည်သူနေများနဲ့ပြည်သူစည်းကမ်းရှိရာကိုကျမ်းပါစစ်တပ်ကဘုံကျဲချခွေရီတာဆုံးခဲ့ရသော CDM ဒေါက်တာများစိုးအောင်ကို PDN အာဇာနည်သူရဲကောင်းအဖြစ်ပုံပြမှတ်တမ်းတင်ကအကြမ်းဖက်စစ်တရဲရက်ဆက်ကြမ်းကြုတ်တဲ့လုပ်ရက်ကိုပြင်းထန်ထန်ရှုတ်ချကြောင်းသခိုင်းဖက်ထရယူနစ် PDN နိုင်ငံအင်တန်းများကောင်စီကတာဝန်ရှိသူကထုတ်ပြန်ပြောကြားလိုက်ပါတယ်။ဒါဟာမဆန်နဆန်ရနေ့အကြမ်းဖက်စစ်တကပြည်သူများနဲ့ပြည်သူစည်းကမ်းရှိရာကိုဘုံကျက်တိုက်ခိုက်မှုလုဆောင်ခဲ့ခြင်းဖြစ်ပြီးသူတို့လုဆောင်ခဲ့သည့်အတွက် CDN ဆရာဝန်ကြီးဒေါက်တာမြာစုအောင်နဲ့ဦးဝင်းဆောင်ဇနီးသက်ဒေါက်ခိုင်နှင်းဝင်နဲ့ကားငယ်တို့ပါဝင်ပြည်သူစစ်တပ်ဦးတည်ဆုံခဲ့ရခြင်းဖြစ်တယ်လို့လည်း ရပါတယ်ကျွန်တော်စီဒီရဲ့လေရင်ဖြစ်ဘုံကျဲတက်ခတ်မှုကြောင့်ကြာဆုံးခဲ့တဲ့ CDN ဒေါက်တာညာစုအောင်ကို CDN အာဇာနီသူရဲကောင်းအဖြစ်ပုံပြမှတ်တမ်းတင်ကြောင်းဒေါက်တာညာစုအောင်သည်2021ခုနှစ်စေအာနာသိန်းစီမှစတင်ကအကြမ်းမဖက်အာနာဖီစရင်တို့ရှောက်မှုများတွင် CDN တွင်ဥစားပေါဝင်ခဲ့သူဖြစ်ပြီးတော်လိုင်းကာလာတွင်လည်းပြည်သူ့ကျန်းမာရေးဆောင်ရှောက်မှုလုပ်ငန်းများကိုအသက်ဆုံးရေးဆောင်ရွက်နေသည့်ဆီယောင်ဝင်တဦးဖြစ်ကြောင်း ကိုင်းဖက်ထရယူနစ် CDN နိုင်ငံဝန်ထမ်းများကောင်စီကထုတ်ပြန်ကြေညာလိုက်ပါတယ်။ဖြစ်တယ်2023လောကလက်ရှိ NASA ကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နိုင်ငံတော်ယာယီသမ္မတဗိုလ်ချုပ်မူကြီးမရောက်လိုက်။အကမှာအသီးသီးသူတို့မှသူတို့မှအသီးသီးသူဗိုလ်ချုပ်မူကြီးမရောက်နိုင်ပြောခဲ့တာက2023အစိုးရဖွဲ့စည်းဝေးမှာပြောခဲ့တာသူပါပြောလဲဆိုရင်လာမယ့်နှစ်လာမယ့်2025ခုနှစ်ရောက်လို့ရှိရင်လေမြန်မာတိုင်းနိုင်ငံလုံးမှာလိုအပ်တဲ့လက်စစ်ပါမာဏတိုင်းနိုင်ငံလုံးကို တနိုင်ကံလုံးကိုမီးပေးနိုင်အောင်အတက်နိုင်ဆုံးစ조사ဆောင်ရွက်သွားမယ်တဲ့တနိုင်ကံလုံးကိုမီးပေးနိုင်အောင်조사မယ်တဲ့2023အစိုးရဖွဲ့အစည်းအဝေးမှာပြောခဲ့တယ် အစိုးရဖွဲ့အစည်းအဝေးမှာအစိုးရခေါင်းဆောင်အစိုးရရဲ့ဥက္ကဋ္ဌကပြောခဲ့တာဆိုတော့ကျမတို့ကတက်မလို့ချက်တဲ့လူဆိုတော့တက်မလို့ကနေပေါက်ခွာလာတဲ့လက်ရှိနာဆာကအင်းဆောင်သူရကိုထောက်ခံတဲ့လူတွေဆိုတော့ဟာငါတို့အပါတို့အပါအဲ့လေအကမဟာတိရတုဓမ္မဆိုပြီးကျမတို့ကအားပေးထောက်ခံပြီးတော့ညော်တလေးလေးနဲ့စောင့်စားခဲ့ရတာပေါ့နော်တကယ်တမ်းအခု95လက်တွေ့ရောက်တဲ့ခါကျတော့ဒီလောက်ပူအိုက်နေတဲ့လူရသည်မှာမိက၄နိုင်ပဲပြီးပြီ၈နိုင်ပြတ်တယ်ဆိုတော့တော်တော်ကြီးကိုခွာကြတာပေါ့နော်ဆိုတော့ကြည်ညိုပါရဲ့ပူဇော်ပါရဲ့ပါတာပါရဲ့မှားတာရှိရင်လည်းပဲ တောင်းမှန်ပါလေပြက်စီမီကြီးတော့မှန်အောင်လုပ်ပေးပါပူအိုက်တရာကြီးဥတုမှာလူထုကနေရတာဘလုံးမအဆင်မပြေဘူးဖြစ်ပါတယ်ဆိုတော့မီးလိုချင်ရင်မီးရောက်အောင်ထုတ်ရမယ်ကျမတို့ကမီးလိုချင်တဲ့အတွက်လျှက်စစ်ကိုရောက်အောင်ထုတ်ရမယ်လျှက်စစ်ရနိုင်တဲ့အရင်းကလေးမျိုးရှိတယ်ရေအားလျှက်စစ်လေအားလျှက်စီကြောင်မီတွေနဲ့နျူကလ িয়ার ကြောင်မီတွေကမလုံလောက်ဘူးဒါဆိုရင်ကျမတို့ကနျူကလ িয়ার တို့မဟုတ်ရေအားလျှက်စစ်ကိုရအောင်ထုတ်ရမယ် ရီယာလင်းစစ်ထုတ်ဖို့အတွက်အမိဆုံစီမံကိန်းကိုဝိုင်းဝန်းကန့်ကွက်ကြတယ်။ဒါကြောင့်မလို့မိဆုံမှာမဆောက်ခဲ့တဲ့အမိခနဲ့မိခပေါ်မှာရေကာတာ6ခုတိဆောက်ပြီးတော့ရက်စစ်တနင်္ဂနွေလုံးမှာလိုအပ်တဲ့လက်စစ်ပမာဏကိုဖြည့်သွင်းနိုင်တယ်လို့တကယ်လို့များအဲ့ဒီရီယာလင်းစစ်ထုတ်ဖို့လည်းကန့်ကွက်မယ်ဆိုလို့ရှိရင်တော့နျူကလ িয়ার နည်းပညာကိုငြိမ်းချမ်းစွာအသုံးချပြီးကျွန်တော်တို့လှည့်စင်ကြီးရအောင်ထုတ်ဖို့လိုပါရဲ့မိလိုချင်ရတော့စီဘေးမှာဆန်ရတယ်တမိဘေးမှာတမက်ရတယ်မိလိုချင်ရင်တက်စီရအောင်ထုတ်ရပါ ောက်ပိုင်းမှာနိုင်ငံရေးနီလန်းနဲ့ဖြည့်ရှင်းလို့မရတော့ဘူးလက်နက်ကင်ပြီးချမှရမယ်ဆိုပြီးတော့ကြွေးကြော်နေကြတဲ့အချိန်နောက်ပဋိပက္ခလည်းမြင့်တက်လာတဲ့အချိန်မျိုးမှာဒါငင်းညာကြီးစကားဝိုင်းဒါ2025အတွက်ဒါစပြစ်တယ်ဆိုတာဟာဒါကောင်းမွန်တဲ့ခြေလှမ်းလို့ကျွန်တော်တို့မြင်ပါတယ်အဲ့တော့ဒီကနေပြီးတော့နောက်ပိုင်းနောက်ပိုင်းလည်းဆွေးနွေးပွဲတွေဆက်ပြီးတော့ကျင်းပသွားဖို့ရှိတယ်ဆိုတော့ဒီထက်ပိုပြီးတော့ပြည်စုံနဲ့ကြေပြန့်တဲ့ဆွေးနွေးပွဲတွေဖြစ်လာဖို့လည်းမျှော်လင့်ပါတယ် ဟိုတကယ်ကတော့တန်းပြီမှာတနတ်တန်လုံးဝပျောက်သွားဖို့ဆိုရင်ပြိပခါထဲမှာပါဝင်တဲ့သူတွေအားလုံးပါဝင်ဆွေးနွေးဖို့လိုလာပေါ့ဒါကမူအားဖြင့်ကတော့ဒါပြည့်စုံပြီဆိုတော့မင်းတို့တွေဘလောက်ပဲပါဝင်ဆွေးနွေးနေရှိသမျှတနိုင်ငံတော်မှာရှိတဲ့ကလေးလူကြီးမကြံပါဝင်ဘလောက်ပဲဆွေးနွေးနေမင်းတို့ဘေးစုနဲ့သမရာကြီးကိုလွတ်ပေးပြီးတော့မဆွေးနွေးသေးရတော့ဘယ်တော့မှဒီတိုက်ပွဲတွေကပြီးဆုံးမှာမဟုတ်ဘူး။အော်လဲဆိုတော့ညှိမိရတဲ့ယာတွေပဲတော်လိုင်းကြက်တိပကအကြောင်းဆိုတာလဲ ။တရားဖမ်းဆီးရတဲ့ပြည်သူတွေတိမြောက်ထားတဲ့သမရာကြီးနဲ့မေဆုကိုလွတ်ပေးဖို့ကအဓိကချက်မှာပေါဝင်နေတာဖြစ်သလို PDF လူငယ်တွေလူချင်းတွေလည်းဒီချက်မှာပေါဝင်နေတယ်။ပြီးတော့မင်းတို့ကောင်တွေစစ်ကောင်စီတွေ25ရာခိုင်နှုန်းတွေအကုန်လုံးမင်းတို့စစ်ခွေးတွေကိုစစ်တမ်းရောင်းပြန်မဲ့နေဟာအွန်လိုင်းပြီးရနေပဲ။ဒီလိုမျိုးမပြောင်းဘူးဆိုရင်တော့မင်းတို့ပြန်ပို့ပေးရမှာတော်လိုင်းပြည်သူတွေရဲ့တာဝန်ဖြစ်လို့တော်လိုင်းပြည်သူတွေအနေနဲ့အခုလိုမျိုးတွန်းလှန်နေရတာဖြစ်တယ်။သို့တော့တချီတဲမှာ တနေရာတွင်မှာအားလုံးကိုစုံပြီးတခါတည်းတွေ့မှာလားတို့မဟုတ်စလို့ရတဲ့အဆင့်မှာစတင်ပြီးတော့မှာတဖြည်းဖြည်းဒီအဝန်းပိုင်းကိုချဲ့သွားမှာပါဆိုတာအဲ့တော့ကျွန်တော်ညီနာကတော့လက်တွေ့ကြတာကအရင်ဆုံးကျွန်တော်တို့ကစတင်ပြဖို့ရည်ကြီးတယ်ပြီးတော့မှာတဖြည်းဖြည်းနဲ့ပို၍ပို၍ပြည့်စုံသောဆွေးနွေးပွဲတွေဖြစ်လာအောင်ချဲ့ထွင်သွားရမယ်လို့ကျွန်တော်တို့မြင်ပါတယ်အဲ့တော့ဒီနေ့စလိုက်တဲ့ဟာလေးမှာကတော့ ဒါ NCA လက်မှတ်ထိုးထားတဲ့တိုင်းသားလက်နက်ကိုင်ဖွဲ့တွေပါတယ်ကျွန်တော်တို့မှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီတွေပါတယ်တတိပုဂ္ဂလပညာရှင်တွေပါတယ်နောက်ဌာနဆိုင်ရာအသီးသီးကတာဝန်ရှိသူတွေလည်းပါတယ်ဆိုတော့ဘာပဲပြောပြောကျွန်တော်တို့ဒီညီညာရေးစကားဝိုင်းတစ်ခုကိုတော့အတော်လေးကြဲကြဲပြန့်ပြန့်နဲ့စတင်လိုက်နိုင်ပြီလို့ကျွန်တော်ကတော့ဒီလိုခံစားရပါတယ်အဲ့တော့မပါသေးတဲ့သူတွေကိုလည်းတဖြည်းဖြည်းချင်းကျွန်တော်တို့ကချက်ထွင်သွားခြင်းအပြင်ပူရိပူရိကြဲပြန့်တဲ့ဆွေးနွေးပွဲတွေပူရိပူရိကိုစားပြုနိုင်သောပါဝင်နိုင်သောဆွေးနွေးပွဲတွေဖြစ်လာဖို့အတွက်ဒါခြေလှမ်းအစလို့ကျွန်တော်မြင်ပါတယ်ကျွန်တော်တို့မှာကနိုင်ငံရေးဆိုတာကအစိုးရလုပ်တဲ့အာဏာရအတိုင်းဝိုင်း င်းရယ်သူ့ကိုစန့်ကျင်တဲ့အတိုင်းဝိုင်းရယ်အဲ့ဒီလိုမျိုးပုံပေါ်နေတယ်ဆိုတော့တကယ်တကယ်ကစီးပွားရေးမညီမျှမှုဘုပြောရရင်ဖက်ဒရယ်ဆိုတာလေအကျိုးမြတ်ခွဲဝင်မှုမညီမျှမှုတွေအဓိကအကြောင်းရင်းတစ်ခုအဲ့တော့ဆိုလိုချင်တာကစီးပွားရေးနဲ့နိုင်ငံရေးဟာခွဲလို့မရခွဲလို့မရပြီနဲ့ကျွန်တော်နိုင်ငံမှာကွဲနေဟိုနိုင်ငံရေးလုပ်တဲ့လူကတတ်တတ်စီးပွားရေးလုပ်တဲ့လူကတတ်တတ်ဖြစ်နေအဲ့တော့ဒီဟာကိုအခုဒါညဉ့်ဉဏ်ရေးကိုချိတ်ကပ်မယ်ဆိုတော့တကယ်ကညဉ့်ဉဏ်ရေးဆိုတာလည်းနိုင်ငံရေးပဲအဲ့တော့အဲ့တော့နိုင်ငံရေးလုပ်မယ်ဆိုရင်စီးပွားရေးနဲ့ခွဲလို့မရဘူးဒါကြောင့်မလို့ဟလာဖွံ့ဖြိုးတိုးတက်ရေးအားကောင်းရင်ကောင်းသလောက် နောက်တစ်ခါဖွံ့ဖြိုးတိုးတက်ရေးကိုမျက်မျှတတဖြစ်ရင်ဖြစ်တဲ့လောက်ပြိပခါကနည်းသွားတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကပြိပခါကာလစီးပွားရေးအခြေအနေရောပြိပခါအလွန်စီးပွားရေးဖွံ့ဖြိုးရေးကိုရောဒါကိုကျွန်တော်တို့ကပေါင်းစပ်ပြီးတော့ဆွေးနွေးဖို့လိုတယ်လို့မြင်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကဟိုစီးပွားရေးတက်တက်နိုင်ငံရေးတက်တက်ဖြစ်ရှင်းနေရင်စီးပွားရေးမကောင်းနိုင်ငံရေးမကောင်းလို့စီးပွားရေးမကောင်းစီးပွားရေးမကောင်းတဲ့အတွက်ကြောင့်နိုင်ငံရေးအထူးဆက်တွေဖြစ်တယ်။ပြောဒီလိုဟိုကပေါ့တန်တရာဆိုးသွမ်းတန်တရာလဲနေတယ်။အဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ကဟိုစီးပွားရေးဖွံ့ဖြိုးရေးကိစ္စဟာနိုင်ငံရေးပြုပြင်ပြောင်းလဲဖို့အတွက်အရေးကြီးတဲ့အခန်းကဏ္ဍဖြစ်တယ်လို့ကျွန်တော်မြင်တယ်။ဥပမာနမူနာရပြောရရင်ထိ င်းမှာလည်းယူကောက်ကိုပြဿနာပေါ်တယ်အငင်းပွားမှုပေါ်တယ်အာနာလည်းခဏခဏသိနေဒါပေမဲ့ပြောရရင်တော့ထိုင်းနိုင်ငံရေးသမားတွေရောဟလာဒီပဋိပက္ခဖြစ်တဲ့အင်အားစုတွေအားလုံးကဒီစီးပွားရေးကိုဂရုစိုက်ထိုင်းစီးပွားရေးတစ်ခုလုံးပြက်စီးမသွားအောင်ပြီးတော့သူ့ရှင်မှာအုတ်ချုပ်ရေးဆက်ဆက်နေတဲ့စီးပွားရေးကိုလည်းကျွန်တော်နားလည်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ကအခုချိန်မှာပဋိပက္ခမြင့်နေတဲ့အချိန်မှာကတော့ပြောရရင်တော့ဟိုစစ်မှန်တက်နေတာရှိတယ် သို့တော့အဲ့ဒီအရာတွေကနယ်မြေသိမ်းထားလဲပဲအဲ့ဒီနယ်မြေရဲ့ခိုင်မာမှုပေါ့တရားဝင်မှုကအမှတ်ကံကြမရှိဘူး။ဘာကြောင့်လဲဆိုတော့ဟိုတစ်ဖက်ကလည်းအင်အားစုပြီးတော့ပြန်ချလို့ရရင်ပြန်ချမှာ။အဲ့တော့စစ်ပွဲနဲ့ဖြည့်ရှင်းတယ်ဆိုတာက तू ကစစ်နိုင်လို့နယ်မြေသိမ်းထားတယ်။ရှုံးတဲ့လူကစုပ်ပေးလို့ तू ကအပြန်စုပြီးရင်ပြန်ချမှာ။အဲ့တော့ဒီလိုမျိုးတန်တရားလဲနေရင်ပြဿနာကတိချက်ကတော့လူသားအရင်းနဲ့တွေဆုံးရှုံးတယ်။အဲ့တော့တရားစာတာတွေဆုံးရှုံးတယ်။အဲ့တော့ဒီလိုနီးလန်းသည်တကက်တည်ငြိမ်နဲ့ တိုင်းရင်းသားလည်းတိုင်းရင်းသားအလျောက်သူ့ရဲ့အခွင့်အရေးကိုဒီနီးလန်းနဲ့တော့တည်ငြိမ်တဲ့အာမခံချက်မရှိဘူး။ဒါကြောင့်မို့လို့ကျွန်တော်တို့ကဟာလာတစ်ဖက်ကစီရေးအရာအဲ့တိတ်မြင့်နေတဲ့အချိန်မှာကျွန်တော်တို့ကနိုင်ငံရေးဖြည့်ရှင်းတဲ့အခါမှာတိုက်မင်းနေမတူတော့ဘူး။အရင်တုန်းကအဲ့နဲ့ထွန်းရမယ့်အချိန် အဲ့နဲ့ထွင်ရမယ့်အချိန်မှာကျွန်တော်တို့နိုင်ငံရေးသဘောတူညီချက်ပြည်လဲရမယ့်ကိစ္စမပြည်လဲဘူးဆိုရင်တော့ပစိမ့်နဲ့ပေါ့ရတာကြီးဟိုလက်နဲ့ကြီးနဲ့ထုတ်ရတာကြီးဖြစ်သွားအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဟိုသူ့ရဲ့အချိန်ကိုက်ဖြစ်ဖို့လို့နိုင်ငံရေးဖြည့်ရှင်းမှုကတစ်ဖက်ကတောင်းဆိုမှုတွေကိုဒမန်းတိတ်မြင့်တဲ့အချိန်မှာကိုငကောကရောင်းဝယ်ဖြစ်မဲ့ဇေယျမဖြစ်တော့ဘူးအဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ကလည်းအခုဟိုဘက်အသီးသီးကိုကျွန်တော်တို့ကတိုက်တွန်းနေတယ်ဆိုတာဟိုတချို့အရာတွေမှာတချို့ကထင်တယ်ပေါ့ ာဒီစစ်ဘိုလ်တွေနဲ့သွားစကားပြောလို့တို့ကနားလည်မှာမဟုတ်ဘူးတို့တို့ကကောင်းပါတယ်ဟုတ်ပါတယ်ဒါ तू ကလည်း तू လေ့ကျင့်ထားတာက तू ကလုံလုံရေးအဓိကပုံစံ तू မယုံနဲ့လို့ပြောလို့မရဘူးအဲယုံကြည်လာပြီဆိုရင်နည်းနည်းတော့ तू အောက်တက်တက်ဖြစ်မယ်ဒါပေမဲ့ तू နားထောင်လာဆိုလို့ဒါအဲ့လိုနီးနေဒါကျွန်တော်တို့ကဟိုဆွေးနွေးရတဲ့အခါကျတော့အခုလည်းကျွန်တော်တို့ဒါတချို့ဆိုရင်ဒါစပွဲတွေထိုင်ပြီးတော့ဖန်ခွက်ချင်းတိုက်ခဲ့တဲ့သူတွေပဲအခုပြန်စစ်ဖြစ်နေကြတယ် အဲဆိုလိုတာကအဲ့တော့ကျွန်တော်တို့ကဒါအခုကာလမှာဖြစ်နေတဲ့ပြိပခါတွေကိုအရင်ဆုံးကတော့ရပ်ဖို့နောက်ရှော့ချဖို့ပြီးတော့မှကျွန်တော်တို့ကပြင်ရင်းကိုအဲ့လိုအဆင့်လိုက်အဆင့်လိုက်ပဲဆောင်ရွက်ရမယ်လို့မြင်တယ်။နောက်တစ်ခုကအပြစ်ကရပ်လိုက်တဲ့နေရာအောင်မြင်တဲ့နေရာအရင်တော့ဆိုတော့ JMC ကျွန်တော်တို့လုခဲ့တော့ NC လက်မှတ်ထိုးထားတဲ့နေရာတွေအဲ့ဒီနေရာတွေမှာဖွံ့ဖြိုးရေးကိုနမူနာကောင်းတွေဖြစ်အောင်ကျွန်တော်လုပ်ပြခဲ့တယ်။အဲ့ဒါဆိုရင်တစ်ဖက်ကလူတွေကဟိုညှော်လင့်စရာအားကျစရာဖြစ်လာတယ်။ဒါကြောင့်မလို့ကျွန်တော်တို့က ဖွံ့ဖြိုးရေးတောင်မှဟိုဘဟုကလုတ်ပေးတယ်ဆိုတာမဟုတ်ဘဲနဲ့အခုကျွန်တော်တို့ဖက်ဒရယ်ပြည်ထောင်စုရေးဆွေးနွေးနေတယ်ဆိုတာကဒေတာက တိုင်းရင်းသားတွေဒေသခံတွေကိုယ်တိုင်လုပ်ပိုင်ခွင့်ပုံမှုတိုးမြင့်လာတဲ့အခြေအနေဖွံ့ဖြိုးတိုးတက်လာတဲ့အခြေအနေကိုဆောင်ရွက်ခြင်းအပြင်ကျွန်တော်တို့ကပြိပကဖြစ်တဲ့နေရာကပြည်သူတွေအတွက်ဟိုမျှော်လင့်စရာတွေနမူနာတွေဖြစ်လာမယ်လို့ကျွန်တော်တို့အဲ့လိုမြင်တယ်။ဒါကြောင့်လုပ်ရမယ့် process ကနိုင်ငံရေးဆွေးနွေးမှုတွေမကဘူး။အဲ့တော့ဟိုစီရေးဖြည့်ရှင်းမှုလည်းရှိမယ်၊နိုင်ငံရေးဆွေးနွေးမှုလည်းရှိမယ်၊စီးပွားရေးရှုထောင့်ကနေပြီးတော့ဟိုပြည်ပြင်ပြောင်းလဲမှုတွေလုပ်ရမှာလည်းရှိတယ်။ဒါကြောင့်ဘက်ပေါင်းစုံကနေဆွေးနွေးဖို့လိုတယ်။နောက်တစ်ခုကဟိုပြည်တွင်းပြဿနာကအခုကအပြင်ကိုပြန့်ထွက်လာတယ်။ပြန့်ထွက်လာတော့ဆက်ဆက်နေတဲ့အိန္ဒိယချင်းနိုင်ငံတွေရဲ့ပူးပေါင်းပါဝင်မှုလည်းကျွန်တော်တို့ကတန်ငင်းတမန်ကင်းရာစူးစမ်းဖို့လိုတယ်။ဒါကြောင့် ကျွန်တော်တို့ငြိမ်းချမ်းရေးဟာမလွယ်ပါဘူးဒါလွယ်ကူတဲ့နီလန်တော့မဟုတ်ဘူးဒါပေမဲ့စိတ်ရှည်ရှည်နဲ့ဟိုအမျော်အမြင်ရှိရှိနဲ့ချင်းကပ်ရမယ်ခရီးစဉ်လို့ကျွန်တော်မြင်ပါတယ်ဘေဘိုဖိတ်ခေါ်ထားတဲ့သူကတော့အင်းလင်းမျိုးသမီးတမကအိုင်ဒဘလူးယူရဲ့အဖွဲ့ဝင်လေးဖြစ်အင်းလင်းပြည်သူ့ကာကွယ်ရေးတပ်အမှန်1339တရရဲ့ဗန်လာရေးတာဝန်ခံဖြစ်တဲ့တာဝန်ထမ်းဆောင်နေသူမက်ကီကီဖြစ်ပါတယ်။မြန်မာလေးကီကီမင်္ဂလာပါနော်။ မြန်မာလေးနမည်နဲ့မြန်မာလေးလက်ရှိတောင်းယူထားတဲ့ဖွဲ့စည်းတဲ့တာဝန်လေးကိုအမားတို့တော်လန်ပြည်သူတွေကိုအရင်ဆုံးမိတ်ဆက်ပေးပါအောင်နော်မြန်မာလေးရေဟုတ်ကဲ့ပါဆရာကျမနမည်ကတော့ကီကီပေါ့နော်ဒီလက်ရှိအင်းလီအမျိုးသမီးတမကအဖွဲ့မှာဖွင့်ဝင်တရားအနေနဲ့တာဝန်ထမ်းဆောင်နေပြီးတော့မှဒီအင်းလီပြည်သူ့ကကွယ်ရေးတပ်မတ်ချောင်းကိုတက်ရင်မှတန်တားရေးတာဝန်ခံတရားအနေနဲ့ပေါ့နော်တာဝန်ထမ်းဆောင်နေပါတယ်ဟုတ်အမားတို့ညီမတို့ကိုယ်တိုင်ပဲပေါ့နော်မဲပေးပြီးရွေးချယ်ထားတဲ့ဒီလူထုအစိုးရစီကနေစစ်တပ်ကအခုလိုအကြမ်းဖက်ပြီးတော့ပေါ့နော်အာဏာမသိမ်းခင် ဒီ2021နှစ်ဦးပိုင်းကာလတွေတုန်းကမြန်မာလေးတို့တွေမျှော်လင့်ချက်တွေတတိတန်းနဲ့ဒီ၁၀တန်းဆံမွေးပွဲကြီးဖြစ်ဆိုဖို့ပြင်ဆင်နေတဲ့ကာလပေါ်နှောင်းတက္ကသိုလ်ဝန်ထမ်းအောင်ပြီးသွားရင်ဆိုတဲ့မြန်မာလေးရဲ့စိတ်ကူးအိမ်မက်တွေအကြောင်းပြောပြပေးပါလားနော်ဒီအနာမတိုင်းမိစေတော့ကျွန်တော်တို့တည်းအတူလူငယ်ပဲပေါ့လीနော်ဆိုတော့တက္ကသိုလ်ဝန်ဆံပွဲတွေဖြီးပြီးရင်ဆိုဒီကျွန်တော်တို့တွေဟော တင်ယူစရာလေးလာစရာအများကြီးလိလာမယ်နောက်ပြီးတော့ဒီအလုပ်တစ်ခုကောင်းကောင်းလုပ်မယ်ပေါ့လေနော်ပြီးတော့ဒီကျမတို့ဒီမိပတွေကိုပေါ့နော်ဒီပြန်လုပ်ကြွေးမယ်ဆိုရယ်ဆက်ရတော့ဟိုအိမ်မက်တွေပေါ့နော်ဟုတ်တယ်နော်ညီမအမားတို့နိုင်ငံမှာလေဒီမိုကရေစီညှို့ဖူးလေးစပြီးပွင့်လန်းဖို့အားယူနေတဲ့ကာလမှာအမားတို့လူငယ်တွေအကုန်လုံးကတကယ်ကိုတက်တက်ကြကြနဲ့ကိုစီစိတ်ကူးအိမ်မက်တွေဒီအနာဂတ်ညှော်မှန်းချက်တွေကိုတတိတတိုင်းနဲ့ရုန်းကန်နေကြတဲ့အချိန်စူးစမ်းနေကြတဲ့အချိန်ပေါ့နော်အဲဒီအချိန်မှာလူယုံမာတွေကလေလူလူရွေးချယ်ထားတဲ့ရတသားဆိုးရောင်သူတို့လက်နဲ့အာကုန်နဲ့အာနာသိမ့်လိုက်တာလေတော်တော်ယုံမာတဲ့လူတွေ မားတို့တနိုင်ငံလုံးအမှောင်မိုက်ဆုံးဘဝကိုထိုးချသွားခဲ့ရတာအမားတော့တကယ်ကဘာမကြည့်ပဲမြမရောဘလောက်နာကျင်ခံစားရလဲဘယ်လိုမျိုးခံစားရလဲဆိုရင်တော့ကျွန်မတို့ဒီအိမ်မက်တွေအများကြီးဖြစ်စီခံလိုက်ရတဲ့လူမျိုးပေါ့နေနော်ဒီအော်ချီကိုလှမ်းကြည့်လိုက်ရင်ကျမတို့ဘာမှမမြင်ရတော့အနာကတ်တွေဆိုမှုံဝါဝါပဲဆိုတော့ခါကြတော့ကျမတို့ဒီအပေါ်မှာဟိုမတရားမှုကိုဟိုပြုလုပ်လိုက်တယ်ဂျူးလွန်လိုက်တယ်ဆိုတဲ့အနေထားမှာကျမတို့အနေနဲ့အများကြီးခံစားရတယ်ဗောလေနော်အမ ပြောပါအောင်ညီမရဲ့တို့လူငယ်တွေရဲ့ဒီຫນွေဦးတော်လည်းကြီးတဲ့ကိုညီမကိုယ်တိုင်ဘယ်လိုပါဝင်ဖြစ်ခဲ့လဲဆိုတာကိုလေအော်အခုနပြောခဲ့တယ်လို့ပဲပေါ့နော်ဒီကျမအနေနဲ့ဒီမတရားမှုကိုခေါင်းငုံမခံရှင်တဲ့စိတ်တစ်ခုထဲနဲ့ဒီຫນွေဦးတော်နိုင်ရောပါဝင်ဖြစ်ခဲ့တာပါဟုတ်အာနာသိမ့်မိကစားမှာလေအမားတို့ညီမတို့တွေဒီလူငယ်တွေပေါ့နော်ဒီလိုအာနာသိမ့်တာကိုလုံးဝလက်မခံနိုင်ကြအောင်လက်သုံးချောင်းထောင်းပြီးတော့လမ်းမပေါ်ထွက်ဆန္ဒပြခဲ့ကြရည်လေနော်အဲ့ဒီတော့အမားဆိုရင်လေအမားတို့ဒီမုံဝါမျိုးမှာနေတိုင်း ထွက်ပြီးဆန္ဒပြခဲ့ကြတယ်။အဲ့ဒီအချိန်မှာဒီလက်နက်မပါဘဲနဲ့အမားတို့လမ်းပေါ်မှာငင်းချမ်းစွာဆန္ဒပြနေတဲ့လူငယ်တွေကိုလင်းအာနာရှင်ကလက်နက်ဒုတ်တွေနဲ့ရဲစစ်တပ်တွေကရဲရဲဆက်ဆက်အကြမ်းဖက်ဖြိုခွင်းတော့အမားမျက်စိတွေအခုချိန်ထိကိုမထွက်ဘူးတကယ်နာကျင်ခံစားရတယ်။မြမတို့စီမာရောအဲ့လိုကြုံတွေ့ရလာရင် အဲ့လိုမျိုးကြတော့ဒီအတန်းဖဲစတက်ကဖြုတ်ခွင်းခဲ့တဲ့အချိန်ကြတော့ညီမကိုတိုင်နဲ့ဟိုကိုတိုင်မမြင်တွေ့ခဲ့ရဘောလीနော်ဆိုတော့ညီမတို့နေတဲ့ဒေတာခါကြတော့ဒီညောင်ရွှေမြို့နယ်အင်းလေးပေါ့နော်ဒီအင်းလေးဒေတာမှာကြတော့ဒီလိုမျိုးအုံကြွားမှုတွေကဟိုဇူးဟိုအများကြီးမဖြစ်ခဲ့ဘူးပေါ့လीနော်ဆိုတော့ဒီလိုမျိုးအတန်းဖဲဖြုတ်ခွင်းခါကြတော့ညီမတို့ကိုတိုင်နဲ့မမြင်တွေ့ခဲ့ရဘောလीတခြားတော့ဒေတာမှာဖြစ်ခဲ့တာကြီးကြတော့ဒီမီဒီယာနေပဲတဆင့်ဟိုညီမတို့တီးခဲ့ရတယ်ပေါ့ဟုတ် ဟုတ်တယ်ညီမရေရဲနဲ့စစ်တပ်ကလေဒီငင်းချမ်းစွာဆန္ဒပြတပိတ်မှောက်နေတဲ့အမားတို့လူငယ်တို့အဲ့လိုရဲရဲဆက်ဆက်ဖြိုဝင်းတက်ဖြတ်တာတွေများလာတော့တပိတ်ဆက်ထွက်ဖို့ကတိတ်ခတ်လာတာပေါ့နော်အဲ့ဒီကာလမှာလေတကယ်ကိုကြောချမ်းစရာကြီးနော်ညီမရေတပိတ်တင်ငင်းချသွားရတဲ့အချိန်တုန်းကဆိုရင်လေအမဘာဆက်လို့ရမှန်းတော့မသိအောင်ဖြစ်သွားခဲ့တယ်ညီမရေညီမရောအဲ့လိုအချိန်မှာပေါ့နော်တပိတ်တင်ငင်းတက်သွားရတဲ့အချိန်မှာရောညီမအနေနဲ့ဘယ်လိုခံစားရလဲပေါ့နော်ခံစားမှုလေးပေါ့နော်ဟုတ် ဟိုတပတ်ရညင်ပြီးသွားတဲ့အချိန်မှာဆိုရင်ကျမအနေနဲ့ခံစား share ပေါ့နေနော်ဒီကျမတို့ပြည်သူတွေကဒီလိုမျိုးဒီအဲ့ဒီအချိန်မှာဟိုဒီလိုမျိုးဆန္ဒပြတာတွေပဲလုပ်နိုင်ခဲ့တယ်ဆိုတော့လက်နက်ကင်အဖွဲ့အစည်းဆိုတာလေရှင်းရှင်းအေးရှိမှမပေါ်ပေါ့နိုင်တယ်ပေါ့လीနော်ဆိုတော့ကျမအနေနဲ့ဘယ်လိုခံစားရလဲဆိုရင်ဟိုငါတို့ဒါဘာမှမပြန်လုပ်လို့မရတော့ဘူးလားဆိုတော့ငါတို့ဘာမှဆဲလုပ်လို့မရတော့ဘူးငါတို့ဒီတိုင်းပဲပြီးသွားတော့မှလားဆိုတော့ခံစားချက်မျိုးတော့ဖြစ်တယ်ဟောမှာအင်းလေးသူဆိုတော့လေအင်းလေးမျိုးသတိသမတ်က ် IW တဲ့ကိုဝင်ဖြစ်ပုံလေးကိုပြန်ပြီးဖောက်တယ်ချပေးအောင်เนาะအမအောင်ဟုတ်ဒီအင်းလီတမကားဆိုတာဒီအင်းလီအမျိုးသမီးတမကားပေါ့နော်ဆိုတော့ဒီအဖွဲကဒီအမျိုးသမီးကြီးကိုလောက်ဆောင်နေတဲ့အဖွဲပေါ့လीเนาะဆိုတော့ကျွန်မအနေနဲ့တွေးဝင်လာကြတော့ဒီကျွန်မတို့ဒီနိုင်ငံရဲ့အယူတစ်ခုရောက်ဖို့ဆိုတာကြတော့ဒီအမျိုးသမီးအကြီးကဒီမလုံးမဖြစ်မပါမဖြစ်တဲ့အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်တယ်ဆိုတော့ဒီကျွန်မအနေနဲ့ဒီအမျိုးသမီးကြီးကို လုံရှင်နဲ့ဆန္ဒရှိတယ်ဆိုတော့ကျွန်မအနေနဲ့ဒီအဖွဲ့ကိုဝင်ရောက်ဖြစ်ခဲ့တာပါဟုတ်အဲ့ဒီအဖွဲ့မှာညီမလေးကဘာတောင်းယူထားလဲဟုတ်ကျွန်မအနေနဲ့ဒီအင်းလေးအမျိုးသမီးတမကအင်တာဗျူးအဖွဲ့မှာဒီပြည်သူလူထုကိုဘောနော်စီယုံလှုံ့ဆော်တဲ့ကမ်ပိန်းတွေမှာဒီတောင်းဝန်ယူပြီးတော့လှုံ့ဆော်နေပါတယ်ဟုတ်ဒီညီမတို့ရဲ့ဘောနော်အင်းလေးမျိုးသမီးတမကအလှူရှာဆောင်ရွက်နေရအောင်တော်လန်ပြည်သူတို့ကိုမျှဝေပေးပါအောင်ညီမရဲ့ ဒီကျမတို့အင်းလီအမျိုးသမီးသမကအဖွဲ့နဲ့ဒီအဓိကလှုပ်ရှားနေတဲ့ဟိုအလောက်တူရပေါ့နေနော်ကျမတို့ဒီစပေးရှောင်းပြည်သူတွေကိုကုညီတာမျိုးနောက်ဒီမှာဆေးဝါးတွေဆေးကုတောင်းမှုတွေပြုလုပ်ပေးတာနောက်တစ်ခါကျတော့ဒီတော်လိုင်းရေပေါ့ရေပဲတွေကိုရိတ်ခါရှောက်တွေမျှဝေပေးတာတွေလောက်ဆောင်နေနောက်တစ်ခါကျတော့ခုနပြောခဲ့တယ်လို့ပဲပြည်သူလူထုကိုဒီရုံလှုံ့ဆော်တဲ့ကမ်ပိန်းတွေကိုအဓိကလှုပ်ဆောင်တယ်ဟုတ်ညီမကအင်းလီပြည်သူကကိုရေးတဲ့တရင်တစ်တုံညာတုံညာကိုမှလည်းဗန်နာရီနော်ပြောပါအောင်ညီမရဲ့ရေပေါ်ရေးအတွက်ဗန်နာရီတွေကို ဘယ်လိုစီမံပေးနေရတာလဲအတွေ့အကြုံလေးပေါ့နော် ဟုတ်ဒီပန္နာရီပိုင်းအနေနဲ့ပြောရမယ်ဆိုရင်ကျမတို့ရဒီတော်လှန်ဂါလာဒီလေးနှစ်ကြိုလာပြီပေါ့လीเนาะဆိုတော့အဓိကဒီကျမတို့ရထောက်ပံ့ပေးနေကြတဲ့ပြည်တွင်းပြည်ပပြည်သူတွေလည်းအများပြင်ပန်းလာကြပြီဆိုတော့ပြည်သူတွေရထောက်ပံ့မှုပိုင်းတွေလည်းတဖြည်းဖြည်းနဲ့အာရုံရတဲ့အချိန်မှာကျမတို့အနေနဲ့ဒီပန္နာရီပိုင်းကိုပို့ပြီးတော့အားစိုက်ရတယ်ပေါ့လीเนาะဆိုတော့ကျမတို့ဒီတိုင်းရင်တန်းဖွဲ့ရေဖို့တွေအတွေ့ရလာတဲ့များဝင်ငွေတွေကိုဟုတ်စနစ်တကျပေါ့လीเนาะဝင်ငွေဆိုလည်းဝင်ငွေမှတ်တမ်းထွက်ငွေဆိုလည်းထွက်ငွေမှတ်တမ်းပြီးတော့ဒီရေဖို့တွေတကယ်လို့အဲ့ဒီနေရာတွေမှာစနစ်တကျစီမံပြီးတော့မှတုံ့ဆွဲတာမျိုး တွေလောက်ပါတယ်ဟုတ်ဟုတ်တယ်เนาะညီမအမဆိုရင်လေဒီတော်လိုင်းရဲ့အစားပေါ့เนาะပတ်စံအဲ့လောက်ကြီးရေးကြီးမယ်လို့မသိခဲ့ဘူးဒီတေးရတဲ့ကောင်ထွက်ခဲ့လို့အကျန်းဖက်စစ်တပ်ကအိုကေတော့ကဒီအသက်ဆွင့်ပြီးတော့ရင်ဆိုင်တိုက်ခဲ့ရတဲ့တို့လူငယ်တွေကအတုနယ်တဲနဲ့ထွက်လာခဲ့ကြပဲလေအမဆိုရင်တကယ်အားတက်ခဲ့ရတာဒါပေမဲ့တို့ဘက်မှာလည်းအသေးခံတိုက်ဝင်တဲ့လူငယ်တွေရှိရုံနဲ့မှမရတာလေနော်သူတို့တွေလက်နက်တွေလိုတယ်ကြီးတွေလိုတယ်သူတို့အသက်ကိုကယ်ဖို့အတွက်ကြီးကားတွေလိုတယ်အဲ့ဒါတော့ငွေတွေလိုတယ်ပေါ့နော်ညီမဗန်နာရေးမှုဆိုတော့ဗန်နာရေးရဲ့အရေးပါပုံလေးကိုတော်လန်ပြည်သူတွေကိုရှင်းပြပေးပါအောင်နော် ဟုတ်ပန္နာရေးကဘယ်လိုအရေးပါမလဲဆိုပြောရမယ်ဆိုရင်ဒီကျမတို့ဒီစစ်ရေးကိုပဲပြောကြည့်ကြမှာပေါ့လေနော် ကျမတို့ဒီဒီစစ်ရေးအောင်ပွဲတခုရဖို့ဆိုတာကြတော့ဒီနောက်တန်းနေပြီးတော့မှမဖြစ်မနေလိုအပ်တဲ့ဒီပန္နာရေးဘိန်းတို့ထောက်ဖို့ဘိန်းတို့ဆိုတာကြအရေးကြီးတဲ့အခန်းကဏ္ဍတခုမှပါဝင်နေပေါ့လေနော်ကျမတို့ဒီတိုက်ပွဲတပွဲလောက်ဖို့ဆိုတာကြတော့ဒီလက်နဲ့ကြီးတွေရောလက်နဲ့လက်နဲ့ငယ်တွေရောပေါ့နော်နောက်ကြီးမျိုးစုံရိတ်ခါနဲ့အထွေထွေတုံးစရိုက်တွေအများကြီးလိုအပ်တယ်ပေါ့ဆိုတော့ဒီကျမတို့မြို့တိုင်တပွဲမြို့တိုင်တိုက်ပွဲတပွဲလောက်မယ်ဆိုရင်ကြီးဆိုရင် ဟိုတိုင်ကနန်းနဲ့ကုံကြတယ်ပေါ့နိစစ်စင်အကြီးတွေပြလို့ဆိုရင်တန်ကနန်းနဲ့ဟိုကုံကြတယ်ပေါ့လေနော်ကြီးရဆိုတော့ဒီမတို့တွေကဒီလက်နဲ့တာရှိပြီးတော့မှဒီလိုမျိုးကြီးတွေမဖြည့်နိုင်ခဲ့ရင်ဘာသာငွေမရှိလို့ကြီးတွေမဖြည့်နိုင်ခဲ့ရင်ပေါ့လေနော် ကျွန်တော်တို့ကလက်နဲ့ကတုတ်တတာပဲရှိမယ်ပေါ့ဆိုတော့ကျွန်တော်တို့ဒီဘန္ဒာကြီးကအင်မတန်မှအရေးကြီးတယ်ပေါ့ဆိုတော့ပြောချင်တာဒီတို့လှန်ကြီးကြည့်အောင်မြင်ဖို့ဆိုရလဲဒီဘီတူလူထူရဲ့အားနဲ့ပေါ့နေနော်ကျမတို့ဒီပန္နာရေမျက်နှာစာတိုက်ပွဲကိုလေအကြီးကအားချေးဖို့လိုပါမယ်ပေါ့ တော်လန်ပြုံမီတို့ပဲလဲကြအောင်ဆိုခက်ကြီးအမားတို့မိမသားတွေကလေဒီကနဘောင်းဆောင်မှာပေါ့နော်မျိုးသားရင်းနဲ့ရှင်မအောင်တန်းပြီးတော့လုံနိုင်တယ်လေနော်ဒါပေမဲ့ဒီမျိုးသမီးဖြစ်တည်မှုနဲ့မျိုးသားဖြစ်တည်မှုကတဘာဝအရာမတူညီကြဘူးလေနော်ဆိုတော့ကဒီຫນွေဦးတော်လိုင်းရဲ့ချင်းမှာဟာအမျိုးသမီးမျိုးခွဲခြားဆက်ဆံခံရလားကန့်သက်တာမျိုးတွေရောညီမလေးကြုံတွေ့ခဲ့ရလားဘလို့စိန်ခေါ်မှုတွေကြုံတွေ့ခဲ့ရလဲ ဟုတ်ဒီမင်းကလေးအနေနဲ့ဆိုဟိုခွေးရှားဆက်ဆံခိုင်းရတာမျိုးတော့မရှိခဲ့ဘူးလေနော်။ဆိုဟိုတော်လန်ကြီးဆက်ဆက်ရှင်တော့ကကြတော့ဒီလိုမျိုးဟိုအမျိုးသမီးတွေအပေါ်မှာပေါ့လေနော်။ဟိုသူရဲ့လောက်နေစွန်းအရေးအရှင်တွေကိုကြည်ပြီးတော့မနေရပေးတာမျိုးတွေမဟုတ်ဘူး။ဒီအမျိုးသမီးမလို့ဟိုခြေတမ်းမတွားရဘူး။နောက်တန်းမှာပဲနေရမယ်။ဟိုနောက်တန်းစဖုမှာပဲထမင်းရှက်ပြီးတော့ပန်နာကြီးဘိန်းနဲ့ထောက်ပုတ်ဘိန်းတို့ယုံဘိန်းတို့အဲ့လိုမှပဲနေရမယ်ဆိုတော့ဟိုစီမျက်စီကန်လေးဟိုကြာကြီးရတယ်ပေါ့လေနော်။ဆိုတော့အခုတီတော်လန်ကြီး ကြလာတာနဲ့အများကြီးအမျိုးသမီးတွေကလည်းဒီကဏ္ဍပေါင်းစုံမှာပါဝင်လာနေပါပြီဆိုတော့ဟုတ်ဒီ main ကလေးနေနဲ့ခက်ခဲဆိုတာကြတော့ဒီယောက်ျားလေးတွေထဲတော့ပိုခက်ခဲတယ်ပေါ့နီနော်အဓိကအဖြစ်ပြောရမယ်ဆိုရင်တော့ကျမတို့ဒီစိတ်ပိန်ဆိုင်ရပါလေဟိုအမျိုးသမီးတွေအနေနဲ့ဒီလဆင်တမတာလာတဲ့အချိန်ဆိုရင်တော့ဟိုစိတ်ဓာတ်တက်တာတဲ့ရီကြီးကြတာတွေဆိုတော့ဒီအမျိုးသားတွေထဲပို့ပြီးတော့မှကြုံရတယ်ဆိုတော့စိတ်ဓာတ်ပိန်ဆိုင်ရတော့ပို့ပြီးတော့မှခက်ခဲနေရှင်အဲ့ဒီခက်ခဲစင်ခေါ်မှုတွေရော ဒီတော်လန်ပုံကန်နိုင်တဲ့ပြုံမီတယောက်အနေနဲ့ဘလိုရင်းဆိုင်ကြော်ဖြတ်ရလဲညီမအဲကျွန်မအနေနဲ့တော့မနော်ဒီလူမျိုးခက်ခဲတဲ့ပင်ပန်းတဲ့ဆိုတာအရာတွေမှာကျမတို့ကဒီတော်လှန်ရေးလုပ်နေတယ်ကျမတို့တွေမှာဒီလိုမျိုးပေးဆပ်ထားရတဲ့ရေဘော်ဒီလည်းအများကြီးရှိတယ်ပေါ့လေနော်ဆိုတော့ကျမတို့အနေနဲ့ဟိုစိတ်စိတ်ဓာတ်ကြားတဲ့အချိန်တိုင်းမှာပေါ့လေနော်ကျမတို့မှာပေးဆပ်ထားရတဲ့အများကြီးရှိတယ်ဆိုတော့ကျမတို့တွေလေကြားလို့မဖြစ်ဘူးပြူလေလို့မရဘူး ဆိုတော့အနေအထားနဲ့ဒီဟိုပေးဆက်သွားတဲ့တူတွေကိုတတိပြန်တတိယရင်ပေါ့လीเนาะဟိုဒီလိုမျိုးရှေ့ဆက်ပဲဖြစ်ပါရဲ့ဟုတ်